အောင်လုံးမဲမိဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကံဘလူမခင်ဦးဘတ်တို့စစ်ကြောင်းထိုးလာသောအင်အား100ကျော်ပါတပ်မ33တပ်ကိုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား90ဦးသေဆုံးစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းများရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းကံဘလူမျိုးနယ်မှာခင်ဦးဘတ်တို့စစ်ကြောင်းထုတ်လာသောအင်အား100ကျော်ပါတပ်မ33တပ်များကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းစုခွဲမှုပြတ်ပြီးစစ်ကြောင်းမှုအပောင်းစစ်သား50ဦးသေဆုံးစစ်တုံးမှ15ဦးနဲ့လက်နက်ခဲယံများရရှိကြောင်းစကိုင်းတိုင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှတော်လှန်ရေးတရင်ရင်းမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကံဘလူမျိုးနယ်ဝက်တိုးကြီးရွာစစ်တပ်အထိုင်စခန်းမှာခင်ဦးမျိုးနယ်ဘတ်တို့အင်အား102ဦးဖြင့်စစ်ကြောင်းထုတ်လာသောတပ်မ33လက်အောက်ခံ ခလာရ138စစ်ကြောင်းကိုကံပလူမျိုးနဲ့ရှင်းတိုက်ရွာအနီးတွင်တော်လန်ရေးတပ်များကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာနနက်7:45မိနစ်အချိန်အထိကြာမြင့်ခဲ့ပြီးစစ်တပ်မှစစ်ကြောင်းမှုအပါအဝင်60ဦးသေဆုံးကြောင်းစစ်သုံးပန်း15ဦးကိုလက်နက်ခဲယံများနဲ့အတူဖမ်းဆီးရရှိထားကြောင်းသိရပါတယ်လက်နက်ခဲယံသိမ်းဆီးရရှိမှုအနေဖြင့် MA1 နှစ်လံ MA3 နှစ်လံ MA4 တစ်လံ G3 ခုနှစ်လံ MA6 တစ်လံ MAN တစ်လံကာပိုင်၅လံစစ်လျာတစ်လက် လေးလက်ဒရုန်းတစ်စင်ဂျမ်ဘာအကြီးတစ်လုံးပါဝါစတေးရှင်းတစ်လုံးလပ်တော့တစ်လုံး40မမဘုံတီတစ်လုံးအီနာကသုံးလုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်တိုက်ပွဲမှာစစ်ကြောင်းမှုငရေရောက်သွားပါတယ်တချို့တဝက်စစ်ခွေးတွေကတော့ဝတ်တိုးခွေးထိုင်တွေပြန်ဝင်သွားနိုင်ခဲ့တယ်နာမခါကနေတက်လာတဲ့ဂျိုင်းရိုကော့ပတာ၃စီးဟာခင်ဦးကန့်ဘလူနဲ့ဆက်မှနှစ်ကြိမ်လေးကြောင်းတိုက်ခိုက်ပြီးပြန်ခောက်သွားပါတယ်အထီးကိမရှိပါဘူးဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ် အဆိုပါတိုက်ပွဲတွင်ကံဘလူခရိုင်ပကဖာကာဘိုးတိုက်နယ်ပကဖာကြောက်တိုင်ပကဖာရေဦးမြို့နယ်လက်ယုံပကဖာခင်ဦးပကဖာ PDF ပလာဖစုဖွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စကိုင်းတိုင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပကဖာဤခနက်ဦးတိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်လည်းကံဘလူခရိုင်ရွှေဘိုခရိုင်များတွင်စစ်ကြောင်းထုတ်ပြီးအကြမ်းဖက်လုပ်ရက်များလုံဆောင်နေသောစစ်တပ်စစ်ကြောင်းကိုယနေ့တွင်ကံဘလူခရိုင်ပကဖာအထူးလှုပ်ရှားတက်ရင်ရေဦးမြို့နယ်ပကဖာဒူဝန်အဖွဲ့ ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်တန်းစင်နှင့်တော်လိုင်းဤအင်အားစုများကကြားပြတ်တိုက်ခိုက်ခရာစစ်တပ်မှအထိနာပြီးစစ်တုံးပန်းနှင့်လက်နက်ခဲယံများသိမ်းဆည်းရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။